စိတ်ထဲမှာခံစားမိရလေးဒီဘားလေးကျုံးအောင်ပေါ့နော်လေရင်ဆေးပြီးပတ်စံလေးကုန်ခံပြီးသွားပြရမလို့ပဲနဲ့ပေါ့နော်ကိုယ်ဆိုင်လေးကိုလာလိုက်ရင်အဲ့ဒီ vibe လေးခံစားရအောင်လို့ကိုစဉ်းစားပေးထားတယ်ဆုံးတင်နဲ့ကြော်တာဆိုတော့လေဆုံးတင်နဲ့လေးမွေးနေတာကိုတို့ကြိုက်ကြတယ်။ဒေါင်းလန်ထမင်းဆိုရင်တော့ဒါအင်ဒိုနီးရှားအစားအစာဆစ်ဆစ်လို့တော့ပြောလို့မရအောင်မြန်မာနဲ့ remix လုပ်လိုက်တာပေါ့။ လေကောင်းလေတန်လေးရှူလို့ရအောင်လို့ကိုယ်ပတ်ဝန်းကျင်လေးတသေးလေးမှာခဏလေးလာရင်လေကောင်းမှုရတယ်ကောင်းကြိုက်တာလည်းတက်တာအောင်အဲ့လိုမျိုးလေးလှုပ်ခါပေးတာပါခင်ဗျာဒီစိတ်ကူးရခဲ့တာလေအင်ဒိုနီးရှားဆိုတော့လေအဲ့နဲ့အင်ဒိုနီးရှားအစားအစာအဓိကရောင်းနေပေါ့ တွေပေါ့အင်ဒိုနီးရှားပေါ့နော်ဟိုဘာလီကျွန်းဘက်တွေနောက်တစ်ခါကျရင်အင်ဒိုနီးရှားနိုင်ငံမှာ ပေါ့နော်တော်တော်များများဆိုင်လေးတွေကဒီလို bike play တွေနဲ့လေသူတို့ကဟိုပေါ့ tradition ကိုဦးစားပေးတယ်ပြီးတဲ့အခါကျတော့ water လေးတွေအဲ့လိုမျိုးလေးပေါ့အမအင်ဒိုနီးရှားမှာသုံးနေနေခဲ့ဘူးတော့လေ ဲ့ချိန်မှာငါလည်းမြန်မာပြည်ရောက်ရင်တော့ဒီလိုဆိုင်လေးတစ်ဆိုင်ပေါ့နော်ဒီလိုမျိုးလေးဖွင့်ရင်မြန်မာပြည်ကလူတွေဟိုသဘောကျကြမှာပဲဆိုကိုလည်းသဘောကျတော့တော့ထိုင်ဖြစ်တယ်အဲ့လိုဆိုင်လေးတွေကိုလေအဲ့ဒါကြောင့်မလို့လို့စိတ်ကူးလေးနဲ့ပေါ့နော်လုတ်ခဲ့တာအများသောအားဖြင့်ဒီမှာလေတန့်တင်လေးတွေပေါ့နော်စိုက်ထားတယ်ဥပမာပေါ့ကြောက်တဲ့ acre တို့လို့ပြီးတဲ့ခါကျတော့ဟိုအမျိုးပေါ့နော်ဟိုနဂါဇက်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါလေးတွေကသူတို့ကပေါ့နော်ဟိုအရင်လေတန့်တယ်တန့်တဲ့ခါကျတော့လေးဟိုပေါ့ air purifier ပေါ့နော်လေကောင်းလေတန့်လေးရှူလို့ရအောင်လို့ကိုယ်ပတ်ဝန်းကျင်လေးတသေးလေးမှာခဏလေးလာရင်လေ เ้ามูราเลยก้าวไกลได้เลยแต่ตาเอาลุงยูนี้เราขาปีลาไป้มา ပိုက်ကလည်းဝါနေပြီးတော့ကိုစဉ်းစားခဲ့တာလည်းပေါ့နော်ဒီစိတ်ကူးရခဲ့တာလည်းအင်ဒိုနီးရှားဆိုတော့လေအဲ့နဲ့အင်ဒိုနီးရှားအစားအစာအဓိကရောင်းနေပေါ့ဒါပေမဲ့ပေါ့နော်လာတဲ့လူတွေကမြန်မာတွေလည်းရှိချက်ကြတာဆိုတော့လေမြန်မာတုံအောင်လို့ပေါ့နော်အဝေးကွာအင်ညာထဲမှာဖွင့်ထားတာဆိုတော့မြန်မာအစားအစာတချို့လည်းအမှထည့်ပေးထားတယ်ပေါ့နော်ပြီးတော့ထိုင်းအစားအစာလေးတွေပေါ့နော် ထိုင်းစားစာလေးလည်းထည့်ပေးထားတယ်။အဲစိတ်ထဲမှာခံစားမိရလေးတဘာလေးကျုံးပေါ့နော်လေးရင်စီးပြီးပတ်စံလေးကုန်ခံပြီးသွားပြရမလို့ပဲနဲ့ပေါ့နော်ကိုယ်ဆိုင်လေးကိုလာလိုက်ရင်အဲ့ဒီ vibe လေးခံစားရအောင်လို့ကိုစဉ်းစားပေးထားတယ်။ဒါပေမဲ့လို့လေပြေတော့မပြေစုံသေးဘူးပေါ့နော်ဟိုသူများရည်ရတော့ဖြစ်မယ်ဟဲ့သူကဘာလေးဟိုဆိုပြီးအကြေးပြောနေတယ်ပေါ့လေအဲ့လိုမျိုးဒီတဲ့ပို့ပြီးတော့ပြေစုံအောင်လဲပေါ့နော်အမရဲ့စိတ်စေတနာကိုပြောပြတာပေါ့နော်ဒီတဲ့ပို့ပြီးပြေစုံအောင်တကယ်ဘာလေးကျုံးကိုရောက်လို့ခံစားအောင်လို့အမဆက်ပြီးတော့စူးစမ်းမယ်လို့စဉ်းစားပါပါ။ ော့ဒါအင်ဒိုနီးရှားအစားအစာဆစ်ဆစ်လို့တော့ပြောလို့မရအောင်မြန်မာနဲ့ remix လုပ်လိုက်တာပေါ့နော်အင်ဒိုနီးရှားအထောင်းလေးတွေရဲ့မြန်မာအထောင်းလေးတွေရဲ့ပြီးငပိရေချိုတို့လိုမျိုးရောပြီးတော့မှုကစွန်းတို့ကစွန်းချင်းဆက်တို့ငါးကြော်ချက်သားကြော်လေးတွေကိုအင်ဒိုနီးရှားဆန်ပယ်လေးနဲ့ရောပြီးတော့မြန်မာဟာတွေနဲ့မြန်မာအထောင်းတွေနဲ့ရောအဲ့လိုမျိုးလေးပေါင်းပြီးတော့လုပ်ပေးလိုက်တာပေါ့နော်အဲ့ဒါမျိုးဆိုအရန်ကြိုက်ကြတယ်ပေါ့နော်စားကြတယ်ပြီးတော့နောက်အကြော်စုံတို့ဘာလိုမျိုးပေါ့အကြော်တွေပေါ့အမားတို့ညီမရှိတဲ့ပဇွန်တန်ပူရာတို့ကြံတဲ့အကြော်တို့ဆိုရင်စုံစီနဲ့ကြော်တာဆိုတော့လေစုံစီနဲ့လေးမှွေးနေတာကိုတို့ကြိုက်ကြတယ် နောက်တစ်ချက်ကျတော့တချို့ကဆိုရင်စီမတန့်ရင်ချောင်းဆိုးလာတော့ဘာလို့မျိုးပေါ့နော်လူကြီးတွေဆိုရင်အဲ့ဒါမျိုးကိုသူတို့ဒီမှာစားရင်ကျတော့အဲ့လိုမျိုးပြဿနာမရှိဘူးဆိုပြီးတော့ပေါ့နော်အဲ့ဒါလေးကိုအရန်ကြိုက်တယ်။ပြီးရင်နောက်တစ်ခုကကျတော့ပေါ့နော်အတုပ်ကလေးတွေဆိုရင်လည်းပေါ့နော်နှမ်းစီတွေစုံစီလေးနဲ့တုံးတာဆိုတော့လေမှုေးတယ်ပေါ့နော်အဲ့ဒါလေးကတော့ဒီထူးကြတဲ့ဟာလေးပဲပေါ့နော်အရာတာဟုတ်ကဲ့။ဒီလူကြီးရှာအစားတာရတာဆက်စပ်စားခြင်းမဆိုင်ဘူးပါပေါ့။ ဟုတ်ကဲ့အဲအဲ့လိုစစ်စစ်ကိုစားတင်အမဆိုင်ကိုလာလို့ရတယ်ဒါပေမဲ့တခါလေကြာရင်မြန်မာနဲ့ remix လုပ်ထားတော့လေမြန်မာအစားအစာတွေပါရောပြီးတော့ရတာပေါ့နော်အဲ့လိုမျိုးမကြိုက်ဘူးဆိုရင်လည်းရွေးရွေးချယ်တရားတွေရှိတယ်ပေါ့အဲ့လို နီးရှားကြက်ကြော်လေးကိုကြိုက်ကြတယ်ပေါ့နော်အင်ဒိုနီးရှားကြက်ကြော်လေးကြိုက်ကြတယ်အဲ့ဒါသူကဗမာကြက်ကိုတုံးထားတယ်ပေါ့နော်စုံတီလေးနဲ့လည်းကြော်တော့မှွေလည်းမှွေတယ်ပြီးတော့အဲ့ဒါအင်ဒိုနီးရှားဆော့ကိုစမ်းတာပေါ့နော်အင်ဒိုနီးရှားဆော့ကသူကခဲငင်သီးနဲ့ရုပ်သီးသိမ်းနဲ့လှုပ်ထားတာဆက်ဆက်လေးနဲ့ချိုချိုလေးပေါ့နော်ကြက်ကြော်လေးရဲ့မှွေလေးပေါ့နော်အဲ့လိုမျိုးလေးစားရတာကြိုက်ကြတယ်ပြီးတော့နောက်တစ်ခုက အဲကြံနေပေါ့နော်ခုနဒေါလန်ထမင်းဆိုတာလေးကိုအင်ဒိုနက်မြန်မာနဲ့ remake ဆိုတော့လေအဲ့ဒါကိုတို့အရန်စိတ်ဝင်လာတယ်ပြီးရင်နောက်တစ်ခုကကြတော့ဘာအစားများလဲဆိုရင်ဟိုပါမာလာရှန်ကောတို့မာလာမောက်ဆိုင်တို့လည်းရတယ်အမတို့ကအဲ့ဒါလေးပါတင်ထားတယ်အဲ့ဒါဆိုအရန်လူတွေအရန်မေးလို့အဲဒီရိုရီယာအေးခဲအသားတွေကိုအမတို့ဆိုင်မှာတစ်ခုမှမတုံးထားဘူးဘယ်ဟင်းပွဲမှာမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလေးကကျန်းမာရေးနဲ့မညင်ညွတ်မှာစိုးလို့စိတ်ထဲမှာလေအဲ့ဒါကြောင့်မလို့ပါဟုတ်အစားအစစ်တွေပဲတုံးထားတယ်ဟိုပါပေါ့နော်ဟိုအမတို့ ဆိုင်မှာနောက်တစ်မျိုးရသေးတယ်ဗာလဲဆိုတော့တဘာဟိုရက်ပီရတော့မရအောင်ပေါ့နော်ဒါပေမဲ့တဘာဝတသိဝိုင်လေးတွေရတယ်အဲ့ဒီဝိုင်ကအမားတို့မှလေး၅မျိုးရတယ်ပေါ့နော်အချင်းစော်ကားသေးဝိုင်ပြီးရင်သပြည့်ဝိုင်မမန်းဝိုင်ပြီးလို့ရှိရင်ပေါ့နော်ဟွာပေါ့ပင်စိမ်းဝိုင်ပေါ့နော်အဲ့ဒါလေးတွေရတယ်အခွက်လိုက်ကြတော့တစ်ခွက်ကို၃၀၀ရတယ်နဲ့လေအဲ့လိုပေါ့အကုန်ဝိုင်အစုံကိုတောက်လို့ရတယ်အဲ့လိုမျိုးပေါ့ပြီးတော့ဝိုင်ကမူးလည်းမမူးဘူးသူကအယ်ကိုဟောပါစနစ်အရန်နေတယ်2% 3%လောက်ပဲပါတယ်ပေါ့နော်တသိနဲ့တဘာဝတသိနဲ့ပြားရည်နဲ့ကိုပဲဆက်တာအဲ့လို ောင်းအောင်လို့ဆိုင်လေးကိုကျိုးသားနေပါတယ်ပေါ့နော်တကယ်လို့အရင်ခောက်ကလာလို့ပေါ့နော်တိတ်ချခဲမလို့ပေးခဲ့ရလို့ရှိရင်လည်းပေါ့နော်ဒီကနေပြီးတော့ပဲတောင်းမှန်နဲ့ပေးတဲ့ခါကျတော့ပို့ပြီး perfect ဖြစ်အောင်လို့ပေါ့နော်ကျိုးသားနေပါတယ်လို့ပြီးတော့ review လေးတွေလည်းပေးပေးပါအောင်လို့ in organic garden လေးကနေပြီးတော့ဖိတ်ခေါ်ပါတယ်လို့ပြောပေးပါနော်။အော်ဆိုင်လေးစာလေးကတော့အမားတို့အမှတ်82ပေါ့နော်ဗရမယာလန်းပေါ့နော်ယရနာကျွန်းရိပ်သာထဲမှာရှိပါတယ်မဟာကျိန်သစ္စာရှင်ဖရာကြီးနဲ့ဆိုလို့ရှင်3မိနစ်လောက်ပါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ညီမလေးရေ